ားလုံးပဲမင်္ဂလာပါပရိသတ်ကြီးတို့ကိုရင်ရှုပ် page ကနေပြန်လဲကြိုဆိုလိုက်ပါရစေဒီနေ့တင်ဆက်ပေးသွားမယ့်ရုပ်ရှင်ကားကတော့2018ခုနှစ်မှာထွက်ရှိခဲ့တဲ့တောင်ကိုရီးယားနိုင်ငံရဲ့စိတ်ကူးရင် action drama The Last 49 Days ဆိုတဲ့ရုပ်ရှင်ကားပဲဖြစ်ပါတယ်။အလောင်းဝိတ်တဲ့ကရုပ်ရှင်ကားရဲ့အဆက်ပြေထွက်ရှိလာတာလည်းဖြစ်ပါတယ်။မရဏတိုင်းပြည်ကအဆောက်အအုံသုံးဦးဖြစ်တဲ့ဂါယင်ဟဲဝွန်မစ်နဲ့လီတွန်ချွန်းတို့ကသူတို့ရဲ့49မြောက်ဝိညာဉ်ဖြစ်တဲ့ကင်ဆွန်ဟုံးကိုမြောက်ကဘာကိုလမ်းပြပို့ဆောင်ပေးရမယ့်အကြောင်းတင်ဆက်ထားပါတယ်။ ကင်းစုံဟုံးဟာပထမဇာကရကမိတ္တသမားဂျာဟုံရဲ့ညီတသားဆူဟုံဖြစ်ပြီးကံရဲဥဆောင်တဲ့ဆောင်းဆောင်သုံးဟာကင်းစုံဟုံးရဲ့ဝိညာဉ်ကိုလည်းမရဏကဘာမှာတရားစီရင်ဖို့အတွက်ပို့ဆောင်ပေးခဲ့ပြန်ပါတယ်။မြောက်ကဘာရဲ့စစ်သားတွေကိုနိုင်တိုက်ပြီးတော့သူတို့ကမရဏမင်းကြီးနဲ့တွေ့ခဲ့တယ်။ဒါပေမဲ့ကင်းကညှို့ကြည့်တဲ့ဝိညာဉ်ဖြစ်နေလို့တရားစီရင်မပေးဘူး။ကံရင်ကတောင်းပန်တော့မရဏမင်းကြီးကလိုက်နာရမယ့်ချက်တွေနဲ့စီရင်ဖို့သဘောတူခဲ့တယ်။အဆောင်ရှောက်တွေကတက်တန်းကြုံလုံးနေပြီးနေထိုင်နေတဲ့အဖိုးကြီးကိုကိစ္စရှင်းရမှာပါ။ အဖိုးကြီးနဲ့မြေလေးကိုအိမ်ဆောင်နဲ့စွန်းကျူကကာကွယ်ပေးထားတယ်။မရဏမင်းကြီးကအဖိုးကြီးကိုတနုပ်ဖို့လူတွေကိုနှစ်တိုင်းလှုပ်ခဲ့ပေမဲ့စွန်းကျူရဲ့လက်ချက်ကြောင့်ပဲပြန်ပြေးလာခဲ့ရတယ်။ကင်းကအပြစ်မရှိကြောင်းဒါမှမဟုတ်ကင်းကဓမ္မတာတိုင်းတည်ဆုံးတာဖြစ်ကြောင်းသက်သက်ပြပြီးမှပဲအပြစ်ကင်းစင်သူဖြစ်နိုင်ကြောင်းကိုမရဏမင်းကြီးကပြောတယ်။ဒါကြောင့်အဆောင်ရှောက်သုံးဦးကအလုဆောက်ဖို့လူခွဲလိုက်ကြတယ်။ဟဲဝွန်မင်းနဲ့လီတော်ချွန်းတို့ကစွန်းကျူကိုနှိမ်နေမှုအဖိုးကြီးရဲ့အိမ်ကိုသွားတယ်။ကရင်ကကင်းနဲ့ဒိုတရားစီရင်ရေးစီကိုလိုက်သွားတယ်။ လူကပါမှာဟဲဝမဲနဲ့လီတော်ချွန်းတို့ကစွန်ကျူးနဲ့ဖတ်ပြင်မဲ့ရှုံးသွားတယ်။စွန်ကျူးဆိုသူကအရင်ကပကြီဆွဲသူဖြစ်တယ်လို့ဟဲဝမဲနဲ့လီတော်ချွန်းတို့ကိုငရဲကိုလာတော့ကအဖို့ပြုတ်ပေးခဲ့တဲ့အဆောင်ရှောင်းလည်းဖြစ်ပါတယ်။ဒါကြောင့်စွန်ကျူးကသူ့ကိုအကြောင်းကိုဥမကြီးမကြံသိနေပါတယ်။ဒါပေမဲ့သူတို့ကတော့သူ့ကိုမမှတ်မိပါဘူး။သူကဒီမီသားစုကိုဘာလို့ကာကွယ်ပေးနေရတယ်လဲဆိုတာကိုရှင်းပြတယ်။အကြောင်းကတော့မိဘမဲ့မြေးလေးကိုချစ်လို့နဲ့စိတ်ပူလို့ပဲဖြစ်ပါတယ်။မြေးလေးကိုကြောင်းအပ်ပြတာနဲ့အဖိုးကြီးကိုသူကိုယ်တိုင်မရဏကဘာကိုလိုက်ပို့ပေးမယ်လို့စွန်ကျူးကကတိပေးတယ်။ဟဲဝမဲနဲ့လီတော်ချွန်းတို့ကငရဲပြည်ပြန်ပြီးဂရင်ကိုဖြစ်ချောင်းကိုစင်တင်ပို့တယ်။ ကျုံမမြင်နိုင်တဲ့ပြောင်းလဲမှုကိုကာကွယ်ဖို့ဂရင်ကစွန်ကျူကိုလမ်းရှင်းထားဖို့သူတို့နှုတ်ဦးကိုခိုင်းခဲ့တယ်။သူတို့တွေထွက်သွားတော့ဂရင်ကကင်းကိုလိုသုံးလုပ်ပြီးပြင်းရတဲ့သူတို့အတွက်ငရဲကန်းကိုပင်လယ်မော်စတာကြီးစီးကသွားတယ်။လူပြည်မှာစွန်ကျူကလူတွေကိုဘာမှပြန်မလုပ်ဖဲနဲ့ညှိကန်နေတာကိုဟဲဝွန်မစ်နဲ့လီတော်ချွန်းတို့ကတွေ့တယ်။မိသားစုစီပြဿနာရှာဖို့လာတဲ့ချက်တီးတွေကိုမတားနိုင်ခဲ့ဘူး။ဟဲဝွန်မစ်ကသူတို့နှစ်ယောက်ရဲ့နောက်ကြောင်းကိုပြောပြရင်မြေဖိုးတို့ကိုဘေးကင်းအောင်လုပ်ပေးမယ်လို့ပြောတော့စွန်ကျူကသဘောတူပါတယ်။ဟဲဝွန်မစ်ကမျက်စိတမိတ်တွင်ချက်တီးတွေကိုအပြတ်တီးနိုင်ခဲ့တယ်။ဒီတော့စွန်ကျူကသူတို့ရဲ့အတိတ်ကိုပြောပြရတော့တယ် အရင်ကဟေဝမက်ကနာမည်ကြားယူနေတဲ့ရန်သူတွေတွေ့ထွက်အောင်ကြောက်ရတဲ့စစ်သူကြီးပါသူ့ရဲ့အတွင်းနဲ့အံ့ဖွယ်ပုံစံတွေကြောင့်ဟေဝမက်ကယာရုပြောင်းပြီးဇယိုက်ပါပြောင်းသွားတာပါစွန်ကျူကအင်စည်းတွေကိုထောက်ပံ့ထားပါတယ်မြေလေးကိုကောင်းကောင်းပညာသင်နိုင်ဖို့နဲ့စောင့်ရှောက်မှုကောင်းကောင်းရနိုင်ဖို့စွန်ကျူကမြေလေးကိုမိဘမဲ့အကြောင်းကိုပို့ခဲ့တယ်ခတ်တာကကလေးရဲ့ဖေးရဲ့ခွင့်ပြုချက်ရမှအကြောင်းဝင်ခဲ့ရမှာပါဒါပေမဲ့ကလေးရဲ့ဖေးကလောင်ကစားကျွေးတွေပြီလို့ရှောင်ပြေးနေပါတယ်ဒါကြောင့်စိတ်ပြည့်ပြည့်နဲ့ပဲသူတို့ကမိဘမဲ့အကြောင်းကနေထွက်လာခဲ့တယ်စွန်ကျူကလီတော်ချွန်းရဲ့အတိတ်ဘဝအကြောင်းကိုပြောပြတယ် အရင်ကလီတော်ကျွန်းကမိဘမဲတွေကိုကာကွယ်စောင့်ရှောက်ဖို့တောင်းတွေကြားထဲမှာကြေရထောင်ခဲ့တယ်။သူမအသက်16နှစ်မှာမသေးခင်တည်းမိဘမဲတွေကိုကောင်းကောင်းစောင့်ရှောက်ခဲ့တယ်။တရားစီရင်မှာဂန်ရင်နဲ့ကင်တို့ကအကြမ်းဖက်ငရဲစီကိုဆက်သွားတယ်။ဂန်ရင်ကသူ့ရဲ့နာကျင်စရာတိတ်ကြောင်ကိုပြောပြတယ်။ဂန်ရင်ရဲ့ဖေကပြည်ပြည်စုံနဲ့စစ်သူကြီးဖြစ်ခဲ့တယ်။စစ်ပွဲမှာသူ့ဖေကမိဘတွေတည်သားတဲ့ကောင်လေးတွေကိုမွေးစားပြီးတော့ကောင်းကောင်းပြုစုစောင့်ရှောက်ခဲ့တယ်။ကောင်လေးရဲ့စကေးတွေကတဖြည်းဖြည်းနဲ့တိုးတက်လာပြီးနောက်ဆုံးဂန်ရင်ထက်အကြီးလာခဲ့တယ်။မနာလိုဖြစ်တဲ့ဂန်ရင်ကဘယ်ကမှမသိတဲ့ကောင်ကိုရှုံးတာကိုလက်မခံနိုင်ခဲ့ဘူး။ ကန်ရင်အတိတ်ကြောင့်ကင်ကကန်ရင်နဲ့တူအထွေထွေငရဲကိုလိုက်ဖို့သဘောတူလိုက်တယ်သူတို့ကတဲကန်နာကိုဖျက်တော့ကင်ကစိတ်ချောက်ချမှုကြောင့်ဖုတ်ကောင်တွေကပေါ်လာတယ်သူတို့နှစ်ဦးကိုဒိုင်လူစောမျိုးစောကဝိုင်းလိုက်ပြီးတိုက်ခဲ့တယ်ဒါရောကင်ကစိတ်ချောက်ချတာမပြေနိုင်သေးပါဘူးနောက်ဆုံးကန်ရင်နဲ့ကင်တို့ကိုမြောက်ထဲကထွက်လာတဲ့အရာမနဂါနေကြီးကဝါမျိုးလိုက်တယ်နဂါနေကြီးရဲ့ဘိုက်ထဲမှာကင်ကကန်ရင်အတိတ်ဘဝကိုထပ်တည်ခြင်းသေးတယ်ကန်ရင်ကရင်နာနာနဲ့ပဲပြောပြခဲ့တယ်ကန်ရင်ရဲ့ဖေကမွေးစားညီလေးကိုတိတ်ချက်ပြီးစစ်တပ်ရင်လည်းယုံကြည်ပေးခဲ့တယ်ဒါပေမဲ့ဆက်ရှုံးပြီးသူ့ဖေနဲ့စစ်သား၅ယောက်တီကသူ့ညီတူတွေတက်ရှင်ခဲ့တယ် ဒီတော့ဂိုင်းရင်ကစက်သူကြီးဖြစ်လာခဲ့တယ်။ဂိုင်းရင်ကသူ့ညီကိုပြစ်ပေးတဲ့အနေနဲ့ရှေ့တန်းလွတ်ခဲ့တယ်။လက်ရှိမှာတစ္ဆောက်ဖောက်တွေအတွက်ငရဲကိုရောက်လို့ဂိုင်းရင်နဲ့ကင်းတို့ကိုငကားနေကြီးကထွေးထုတ်လိုက်တယ်။သူတို့အယုံကြည်ရာဆုံးရဲဘော်တွေကကင်းကိုရှင်လက်လက်မြေမြုပ်ခဲ့တာကိုကင်းမသိဘူး။ဒါကြောင့်လမ်းသွားရင်ဂိုင်းရင်ကစိုးရတဲ့အမှန်တရားကိုခံနိုင်ရင်ရှိအောင်ရိတ်မွဲတွေပြောပြနေတယ်။ဒါပေမဲ့မတရားမှုငရဲကိုရောက်တော့ကင်းကပြစ်ခံယူရတာကိုပိုလိုလာတယ်။ဂိုင်းရင်ကသူ့ရဲ့ထွက်ဆိုချက်ကိုပိုလေးနဲ့ဖို့တက်တဲ့ဖြစ်ဂျူနီယာကိုခေါ်လိုက်တယ်။ဒါပေမဲ့ဂျူနီယာကအပြစ်မထွက်ဆိုရတဲ့ကင်းငရဲမှနေရတဲ့ကာလကကုံဆုံးသွားပြီးသေသွားတယ်။ တက်တယ်မခိုင်လို့နော်မတရားမှုနှစ်ဖြာကဘာစီရင်ချက်မှမချဖင်နဲ့ကင်ကိုလွတ်လိုက်တယ်ဂျူနီယာတည်သွားလို့ကင်ကကင်ရင်ကိုခဲမကြည့်ဘူးလူပြည်မှာစွန်းကျူတို့ကအဖိုးကြီးတွေထောက်ပံ့ကြည်ရခဲ့တယ်ဒါပေမဲ့အဖိုးကြီးကအရန်ယူသားလို့အင်တာဗျူးမအောင်ခဲ့ဘူးသူတို့ရဲ့အခက်အခဲတွေကိုသိတော့အရာရှိကအဖိုးကြီးကိုနိုင်ငံရချားကိုပို့ပြီးမွေးစားဖို့ကြံပေးတယ်အဖိုးကြီးတည်သွားရင်လည်းမြေးလေးကကောင်းစားမယ်ဒါပေမဲ့အဖိုးကြီးကဒါကိုလုံးဝကန့်ကွက်ခဲ့တယ်ဟေဝမင်းနဲ့စွန်းကျူတို့ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့အမြင်မတူလို့စကားများကြသေးတယ်သူတို့စကားများကြတဲ့အထက်မှာလီတော်ချွန်းရဲ့အတိတ်ကြောင့်လည်းပါလာတယ် အတိတ်ဘွားတို့ငါလီတော်ကျုံးကိုစစ်သူကြီးဟန်ဝင်မိကဖမ်းခဲ့ပါတယ်စစ်သူကြီးကသူမကိုတနာတာနဲ့မိဘမဲ့ကလေးတွေရဲ့မျက်နှာကိုကြည့်ပြီးအသက်ချမ်းသာပေးခဲ့တယ်အဲ့ကတည်းကသူကသူတို့ကိုညီမျိုးစုံနဲ့ကူညီပေးခဲ့ပါတယ်တကယ်တော့မိဘမဲ့ကလေးတွေရဲ့မိဘတွေကစစ်ပွဲမှာတက်ခဲ့တဲ့ရန်သူတွေဖြစ်နေမှန်းသိခဲ့ပါတယ်ကိစ္စတွေပြင်းရှင်းဖို့သူကသူတို့စီကိုရိတ်ခါတွေအတိတ်တကူပို့ခဲ့ပြီးသူ့ရဲ့အထက်ကိုတရင်မှပို့ခဲ့ပါတယ်ဒါကိုလီတော်ကျုံးသိတော့ဟန်ဝင်မိကိုလွယ်လွယ်နဲ့အခဲမကြည့်နိုင်ပါဘူးသူမကပောက်ွက်ပြီးသူမရဲ့မိဘတွေကိုဟန်ဝင်မိတက်တယ်ဆိုတာကိုညှို့ထားပါတယ် စွန်ကျူကမြေလျက်ဆောက်ရှောက်သူဖြစ်ခွင့်ပေးဖို့ထောက်ခံလွာကိုဆိုရကခွင့်ပြုခဲ့တယ်။လမ်းမှာသူတို့ကအိမ်ဖြိုမဲ့သူတွေနဲ့တွေ့တော့ပြဿနာတက်ပြီဆိုတဲ့အသည့်နဲ့အိမ်ကိုချက်ချင်းအမြန်ပြေးပါရတယ်။ထင်းတဲ့အတိုင်းပဲအိမ်ဖြိုတဲ့ဘဲတွေကအိမ်ထဲကပစ္စည်းတွေကိုဖျက်ဆီးပြီးတော့ဖိုးကြီးကိုလည်းတွန်းလဲပစ်ခဲ့ပါရတယ်။အမွေနဲ့သာအိုးကကွဲသလိုစွန်ကျူလည်းအားနေနေတယ်။စွန်ကျူကပြောင်းမတော့ခင်ဟဲဝမင်းနဲ့လီတော်ချွန်းတွေရဲ့လူပွားအကြောင်းကိုသူသတိမြပြောပြခဲ့တယ်။အတိတ်တုန်းကအတော်မတန်နိုင်တဲ့စစ်ပွဲတွေကြောင့်တိုက်အခါပြတ်သွားတော့ဟဲဝမင်းကမိဘမဲတွေကိုအစားအစာဆက်ထောက်ပံ့ပေးခဲ့ပါရတယ်။ နောက်ဆုံးတော့ဟဲဝမက်ရဲ့အလိန်ပေါ်တော့အထက်ရာရှိကသူကိုယ်တိုင်လာပြီးတော့ဟဲဝမက်ကိုဖမ်းကပစ်ပေးခဲ့တယ်။ဟဲဝမက်ကပြစ်ဒဏ်ကိုချိန်မိခံပြီးတော့လီတော်ချွန်းစီကိုပြေးကသူမရဲ့မိဘတွေကိုတတ်ခဲ့ကြောင်းဝန်ခံတော့နောက်ဆုံးသူမကခွင့်လွှတ်ပေးခဲ့တယ်။ဇလန်မဆုံးခင်မှာပဲစွန်ကျူကတည်သွားပါတယ်။မြေလေးကနိုးလာပြီးစွန်ကျူမရှိမှလည်းသိရောအိမ်ကနေထွက်ပြေးသွားတယ်။အဲမှာဟဲဝမက်ကမြေလေးရဲ့မှတ်စုစာအုပ်ကိုတွေ့ပါတယ်။မှတ်စုစာအုပ်ထဲမှာရေးသားထားတာတွေရဲ့စွန်ကျူရဲ့နောက်ဆုံးသတိပေးစကားတွေရဲ့ပေါင်းပြီးတော့ဟဲဝမက်ကတတ်ခဲ့တဲ့အထက်ရာရှိကတခြားသူမျိုးပဲနဲ့ဂရင်းဖြစ်နေကြောင်းကိုသိလိုက်ရတယ်။ ဒါကြောင့်ဟေဝမေယောလီတော်ကျွန်းရောဒေါသဖြစ်သွားခဲ့တယ်။တရားစီရင်ရေးမှာဂရင်ကကင်းကိုအကြမ်းဖက်ငရဲစီကိုခေါ်သွားတယ်။ဆွဲချရဲ့ဆွဆွဲချက်ကိုရင်ဆိုင်ရင်းနဲ့ဂရင်ကဆုံးဖြတ်ချက်ကိုမထုတ်ပေးဖို့တောင်းဆိုပါရတယ်။ဂရင်ကနောက်ထပ်တရားစီရင်ရေးဖြစ်တဲ့လူတက်မှုငရဲမှာတက်သေးခံဖို့ဘူနဲ့မရဏမင်းကြီးတို့လိုအပ်ပါတယ်။လူတက်မှုငရဲကိုအသွားလက်မှာကင်းကဂရင်ရဲ့ဇလန်းတစ်ခုလုံးကိုတည်ခြင်းကြောင့်ပြောတော့ဂရင်ကပြောပြခဲ့တယ်။ဂရင်ရဲ့မွေးစားညီကဟေဝမေဖြစ်ပြီးလူပြန်ဝင်စားခဲ့ပါရတယ်။ဟေဝမေကဂရင်ကိုပုံကန်ခဲ့တယ်ဆိုတာသိတော့ဂရင်ကဟေဝမေကိုတတ်ချင်ခဲ့တယ် တက်မဲ့အလုံမှာလီတော်ကျွန်းကဂရင်ကိုဓာတ်နဲ့ထိုးခဲ့တယ်။ဂရင်ကလီတော်ကျွန်းကိုဓာတ်နဲ့ခုတ်သက်ပြီးသူလဲဓာတ်ရံရနဲ့လဲကျသွားတယ်။တေဂာနီမှာမရဏမင်းကြီးကဂရင်စီရောက်လာပြီးတော့အသက်ပြန်ရှင်မလားလို့ခွင့်ပေးခဲ့တယ်။ဒါကတော့ဟေဝမင်းနဲ့လီတော်ကျွန်းတို့နဲ့အလုံတူလို့ရင်နှစ်တထောင်ကြာကြာကာလအတွင်းဝိညာဉ်49ခုကိုလူပြန်ဝင်စားအောင်ကူညီပေးရမှာပါ။ဟေဝမင်းနဲ့လီတော်ကျွန်းတို့ရဲ့အမှတ်ဉာဏ်တွေကိုဖျက်ပြစ်လိုက်ပေမဲ့ဂရင်ရဲ့အမှတ်ဉာဏ်ကိုတော့မဖျက်ခဲ့ပါဘူး။တာဝန်ပြီးမြောက်တဲ့အခါမှာလူပြန်ဝင်စားဖို့ဂရင်ရဲ့အမှတ်ဉာဏ်တွေကိုဖျက်ပြစ်မှာပါ။ တရားစီရင်ရေးကကင်အတွက်တင်မဟုတ်ဘဲနဲ့ဂရင်အတွက်ပါပါတယ်ဆိုတာအခုဆိုကင်ကနားလည်သွားပါပြီဒီတော့ချုံကသူမကြားခဲ့တာအမှန်တွေပဲလားဆိုတာကိုဂရင်ကိုမေးချင်နေတယ်ဒါပေမဲ့မမေးတော့ဘဲစွန်ကျူသေးပြီဆိုတဲ့အကြောင်းကိုဂရင်ကိုသတင်းပို့ခဲ့တယ်ဂရင်ကကင်ကိုအကျန်းဖက်ငရဲစီကိုမြန်မြန်ပို့ပေးပြီးတော့ဘိုလဲတရက်ခွင်မှာတက်တဲ့ဖြစ်ထိုင်နေတယ်ဆွဲချရဲ့ဆွဲချက်ချက်ကိုဖြေပဖို့ဂရင်ကအပြစ်မဲ့တဲ့မွေးစားညီဟေဝင်မင်းနဲ့ဒီတော့ချုံတို့ကိုတတ်ခဲ့တဲ့အပြစ်ကိုဝန်ခံခဲ့တယ်ပြီးတော့သူ့ဖေကတက်ရှင်နေသေးတဲ့အကြောင်းကိုလည်းဖော်ထုတ်ခဲ့ပါတယ် သူ့ရဲ့မွေးစားညီကစစ်သူကြီးယာရုကိုလူမှကြောက်လို့ခရင်ကဒဏ်ရာပြင်းထန်နေတဲ့အဖေဖြစ်သူကိုမကယ်ဘဲနဲ့ထွက်သွားခဲ့လို့အဖေဖြစ်သူကနောက်ဆုံးတည်သွားခဲ့တာပါလက်တွေ့ထောင်ကြီးကြတော့ခရင်ကခွင့်မလွတ်နိုင်တဲ့နောင်တရီကြားထဲမှာနှစ်မိုးနေခဲ့ပါတယ်ဒါပေမဲ့ဘူကအမအကိုဝန်ခံရင်အခွင့်ရေးရှိပါသေးတယ်ဒါကြောင့်ခရင်ကတကယ်ပဲနောင်တရပြေးကင်းစီမှာခွင့်လွတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်ဘူရဲ့ထွက်ဆိုချက်ကြောင့်ခရင်ကပြစ်မရှိကြောင်းတည်တည်ထူနိုင်ခဲ့ပါတယ်နောက်ဆုံးတရခွင့်ကခရင်ရဲ့ရင်နဲ့ကအပူလုံးကြီးကိုကျသွားစေခဲ့ပါတယ်အခုဆိုစိတ်သက်လူသွင်းတဲ့ခရင်ကအဖိုးကြီးကိုအချိန်ပိုပေးမိလေးကိုစောင်းရှောက်ပြီးလက်ထောက်နှအိုးကိုလည်းတောင်းပန်ခဲ့ပါတယ် အခုဆိုသူတို့ရဲ့နောက်ထပ်အပြစ်ကင်းချောင်းခံယူမဲ့ဂျူနီယာကဝင်ပေါက်မှာရှောက်သွားနေပါတယ်။လူပြည်မှာစတော့ဈေးကွက်ကစောင့်တက်သွားလို့နောက်ဆုံးတော့စွန်းကျူရဲ့ယင်းနှိမ့်နှံမှုကမိသားစုတဲ့ကျိုးမြတ်များစေခဲ့ပါတယ်။လူပြန်ဝင်စားခြင်းတကားပေါက်မှာကင်ကမြေရောက်ကဘာမှာတာဝန်ထမ်းဆောင်ဖို့မရဏမင်းကြီးရဲ့ကံလန့်ချက်ကိုလက်ခံခဲ့ပါတယ်။ဒါပေမဲ့ကင်မသိတာကမရဏမင်းကြီးကတကယ်တော့ဂန်ရင်ရဲ့တည်သွားတဲ့အဖေပါပဲ။ဆက်စုပ်ွယ်ဆက်မြေပြည်မှာလေးစားစရာကောင်းတဲ့စစ်သူကြီးကိုမရဏမင်းကြီးရဲ့ယာတို့ကိုဆက်ခံဖို့ရည်ချွဲခဲ့ပါတယ်။သူသားဂန်ရင်လှုပ်ခဲ့တာကိုကြည်င်းနဲ့သူကသူ့အမားတွေကိုပြင်ဖို့ဆုံးဖြတ်ခဲ့ပြီးတော့ကံလန့်ချက်ကိုလက်ခံခဲ့ပါတယ်။ ဒါပေမဲ့သူသားနှုတ်ကိုငယ်မှမမြင်ခင်သူ့ပုံစံကိုအရင်ပြောင်းပေးဖို့တောင်းဆိုချက်ကိုဖြည့်ဆည်းပေးမှကမ်းလှမ်းချက်ကိုလက်ခံမှာပါစီစဉ်ထားတဲ့အတိုင်းပဲနောက်ဆုံးမှာတော့အကုန်လုံးကသူ့အနေနဲ့သူလမ်းကြောင်းမှန်ပေါ်ပြန်ရောက်သွားခဲ့ရင်လည်းဇာတ်လမ်းလေးလည်းပြီးဆုံးသွားခဲ့ပါပြီခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ရုပ်ကိုကြည့်ရှုချင်နေဆိုရင်တော့ကျွန်တော်တို့ရင်ရှုပ် page နဲ့ YouTube channel လေးကိုလိုက်ရန် subscribe လုပ်ထားပေးကြပါနော်နားဆင်အားပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုထူးပင်ကျေးဇူးတင်ပါတယ်